thank uh you -huh. င်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ရွှေကောက်ပွဲအစီအစဉ်ဂျပန်တန်နရာရှိနေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာလာမယ့်2026ဇန်နဝါရီစစ်ကောင်စီရွှေကောက်ပွဲကျင်းပမယ့်အစီအစဉ်နဲ့ပတ်သက်ပြီးအထူးစိုးရိမ်ကြောင်းဂျပန်နိုင်ငံသားဝင်ကြီးကပြောကြားလိုက်ပါတယ်မလ21ရက်နေ့ကနိုင်ငံသားဆိုင်ရာအစည်းအဝေးတစ်ခုမှာပြောခဲ့တာဖြစ်ကြောင်းလူအခွင့်ရေးလေးလာဆောင်ကြည့်ရေးဖွဲ့ကပြောပါတယ် ဒေါ်ဆန်းစုကြည်အပါအဝင်ထိန်းသိမ်းထားသူတွေကိုလူမီးရီနဲ့လက်ရှိအခြေအနေကိုဖျက်ချဖို့တွေးဆဆွေးနွေးမှုတွေလိုမျိုးနိုင်ငံရေးတိုးတက်မှုမရှိဘဲရွှေကောက်ပွဲကျင်းပမယ်ပေါ်ဂျပန်အစိုးရကအလီနဲ့စိုးရိမ်နေလို့ဆိုပါတယ်နိုင်ငံရဲ့နေမြေအများစုကစစ်ကောင်စီထိန်းချုပ်မှုအမှားမရှိတော့တဲ့အတွက်ရွှေကောက်ပွဲတွေကိုယုံကြည်လက်ခံနိုင်မယ့်အခြေအနေပေါ်စိုးရိမ်မှုတိုးလာစေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလမှာစစ်ကောင်စီကတနိုင်ငံလုံးအတိုင်းတာနဲ့တကောင်စင်တောက်ယူခဲ့ရမှာမြို့နယ်ပေါင်း330မှ145ခုသာတကောင်စင်ကောက်ယူနိုင်ခဲ့တာပါဂျပန်နိုင်ငံတခု ူတွေကသာမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုစန့်ကျင်တာမဟုတ်ပါဘူး။မလေးရှားနိုင်ငံဂျိုင်းမင်ကြီးမိုဟာမက်ဟန်ဆန်ကလည်းရွေးကောက်ပွဲဟာလော်လော်ဆယ်ဦးစားပေးရမယ့်အရာမဟုတ်ကြောင်းမြန်မာစစ်ကောင်စီကိုပြောကြားခဲ့တယ်လို့မကြသေးခင်ကပဲသတင်းတောက်တွေကိုပြောခဲ့ပါတယ်။ကုလသမဂ္ဂလူ့ခွင့်ရေးကြွမ်းကျင်သူတွေကလည်းမြန်မာရွေးကောက်ပွဲကိုစန့်ကျင်ဖို့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုတောင်းဆိုခဲ့ပါတယ်။ဂျပန်အစိုးရအနေနဲ့လည်းအာဆီယံအဖွဲ့ဝင်နိုင်ငံတွေတောင်ကိုရီးယားနဲ့အိန္ဒိယပါဝင်အခြားအစိုးရတွေနဲ့မြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလူသိရှင်က ြားဖြစ်တင်ရှုံချဖို့မြန်မာကိုနည်းပညာတွေပံ့ပိုးကူညီတာတွေမလုပ်ဖို့တောင်းဆိုကြောင်းလည်းဖော်ပြပါရယ်။ Electronic မဲပေးစနစ်အသုံးပြုပုံနဲ့စိတ်ပိုင်းဆိုင်ရာတွေကိုကြီးစုနေတဲ့စစ်ကောင်စီကောင်စာဗိုလ်ချုပ်မူကြီးမြောင်းလိုင်းရဲ့ပုံကိုလည်းသတင်းဒီမှာဖော်ပြထားပါရယ်။ဆလပီအေအေနဲ့စစ်တပ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့လီမြန်နာမျိုးနဲ့တုံတော်ကြီးရွာကိုစစ်တပ်ကလီရင်နဲ့ပုံချင်းမှုဖုံကြီးကြောင်းမိလောင်ပြစီရဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အင်ယာရီတိုင်းလေးမျက်နှာမျိုးနဲ့တုံတော်ချင်းရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကနေကျောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာဖုန်ကြီးကျောင်းမိလပျက်စီးခဲ့ကြောင်းဒေသသတင်းအရှင်မြစ်တွေကပြောပါရယ်မလ19ရက်နေ့ည7:00နာရီကမှလေးမျက်နှာမျိုးနဲ့တုံတော်ချင်းရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်မှဂျက်ဖိုင်တာနဲ့ပုံကျဲချတိုက်ခိုက်ခဲ့ရာတုံတော်ချင်းရွာဖုန်ကြီးကျောင်းမိလပျက်စီးခဲ့ပြီးထိခိုက်တိုက်ဆုံမှုရှိမရှိနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးသိရှိခြင်းမရှိသေးကြောင်းသိရပါရယ်အပြည့်အစုံတော့မသိရသေးဘူးပုံကျဲချခံရလို့မိလောင်သွားတာပဲသိရသေးတယ်ဒေသနေပြည်သူတွေအတွက်တော့ ။စိုးရင်စရာအခြေအနေတစ်ခုပါလို့ဒေတာသတင်းရင်းမြစ်တွေကပြောပါရယ်။မလ၁၈ရက်နေ့ည၈နာရီဝန်းကျင်ချိန်လေးမျက်နှာမျိုးနဲ့ပသိမ်မုံရွာကလန်ပင်ရှိဝုတ်ကုံကျင်းရွာနေတောတာ တောရွာကျေးရွာအကြားကိုစစ်ကောင်စီတပ်ရဲ့လီရင်တွေကပုံများကျေချခဲ့ကြပုံကျေချတဲ့နေရာမှာလူနေထိုင်ခြင်းမရှိတဲ့နေရာဖြစ်တဲ့အတွက်ထိခိုက်ဒဇုံတရာမရှိခဲ့ကြောင်းသိရပါတယ်။မလ၁၉ရက်နေ့မှာစပီးလေးမျက်နာမျိုးနဲ့ဝက်ကုံကျေးရွာအုပ်စုရှင်ဝက်ကုံရွာလဲခုံလင်းရွာလဲခုံကြီးရွာဆက်ဆက်ယူရွာချင်းလင်းရွာနဲ့စံကုံရွာတို့မှာအကြမ်းဖက်စစ်တပ်နဲ့အီတို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းအဆိုပါကျေးရွာများမှာတိတိတိုက်ပွဲများဒီကနေ့ချိန်ထိပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားကဒေဆုံးသူ များကိုအင်ကပူမျိုးနဲ့ကွင်းကောက်ဒေတာပသိမ်မုံရွာလမ်းမကြီးပေးရှိအုတ်တွင်ကုန်းကြီးရွာမိတကြိုဆက်ကိုပို့ဆောင်တကြိုနီကြောင့်တည်ရပါတယ်။ ဆက်လက်ပြီးပြည်သူကမွေးဖွားလာတဲ့ PDF များကျင်းဝတ်စည်းကမ်းဖောက်ပြန်ကျူးလွန်ရင်ပြည်ပြင်ထိန်းချောင်းနိုင်ဖို့တိုင်တန်းကြဖို့ MDY PDF ပြည်သူကိုပန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူကြားကမွေးဖွားလာတဲ့ပြည်သူကာကွယ်ရေးပေါ် PDF တွေကိုလက်နက်ကရလာတဲ့ယာဒူအာနာရီကြားဖောက်ပြန်မသွားအောင်ပြည်သူလူထုအနေနဲ့လိုအပ်သလိုပြည်ပြင်ထိန်းချောင်းပေးကြဖို့ပြည်သူကာကွယ်တမတော်မန္တလေးကထုတ်ပြန်ထားပါတယ်။လက်နက်ကရရှိလာတဲ့ယာဒူအာနာရီကြား PDF တွေပါဝင်တော်လိုင်းသမားတွေဖောက်ပြန်မသွားအောင်ပြည်သူလူထုကပြည်ပြင်ထိန်းချောင်းနိုင်ဖို့တိုင်တန်းကြဖို့ MDY PDF က ပန်ကြားထားပါတယ်ယာဒူးအာနာငွေကြေးလုတ်ပိုင်ခွင့်အစရှိတာတွေကတော်လိုင်းသမားတွေနဲ့တော်လိုင်းဖွဲ့စည်းတွေကိုဖျက်ဆီးလေးရှိပါတယ်အထူးသဖြင့်လက်နက်ကတဆင့်ရရှိလာတဲ့ယာဒူးအာနာကလူကိုပို့ပြီးဖောက်ပြန်စေတတ်ပါတယ်တော်လိုင်းရဲ့အတက်အကျလောကရန်ကိုကျွန်တော်တို့ PDF တွေအပါဝင်တော်လိုင်းသမားတွေနဲ့တော်လိုင်းဖွဲ့စည်းတွေအားလုံးကြက်ကြက်ခိုင်ရင်ဆိုင်ကြဖို့လိုအပ်လာပါတယ်ပြည်သူလူထုအနေနဲ့ကကျွန်တော်တို့ PDF များအားလုံးကပြည်သူကြားကပေါက်ဖွားလာတဲ့သားသမီးတွေဖြစ်တာနဲ့အညီလိုအပ်တယ်လို့ပြည့်ပြင်ကြဖို့ထိန်ချောင်းကြဖို့အထူးအရေးကြီးပါတယ်ကျွန်တော်တို့ဘက်ကလည်း လူမှုရေးဒီထိန်းချမှုလမ်းညွှန်မှုကိုတံပိုးထားလေးစားကလိုက်နာကြဖို့လိုအပ်ပါတယ် MDY PDF အနေနဲ့ဆွဲကင်ထားတဲ့မှုကလည်းပြည်သူသားမိပြည်သူသားဖဖြစ်ပါတယ်လို့ MDY PDF ကဆိုပါတယ် MDY PDF ကရဲဘော်ဖြစ်ဖြစ်အခြားတစ်ဖက်က PDF ရဲဘော်ဖြစ်ဖြစ်ကျင်းဝတ်စည်းကမ်းတွေဖောက်ပြက်ကျူးလွန်နေတာကိုမြင်ရင်လူတို့အနေနဲ့တိုင်တန်းကြဖို့ MDY PDF ကဖိတ်ခေါ်ပန်ကြားထားပါတယ် MDY PDF တပ်ဖွဲ့ဝင်တအုပ်ကဖြစ်စေတရင်တပ်ဖွဲ့ဌာနတစ်ခုခုကဖြစ်စေ PDF စစ်တီတော်တို့လိုက်နာကျင့်ကြံမယ်ကျွန်တော်စီဝင်းမြင်စည်းကမ်း ်တွေတပ်ဖွဲ့ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုကျူးလွန်ချိုးပေါက်နေတာမြင်ခဲ့ကြုံခဲ့ကြားခဲ့ရရင်လူမှုအနေနဲ့တိုင်တန်းကြဖို့အလေးနဲ့ဖိတ်ခေါ်ပန်ကြားလိုပါတယ်လို့ဆိုပါတယ်။တိုင်တန်းမှုတွေရှိလာရင်လည်း MTY PDF ရေးစီရင်ရုံနဲ့ပဟိုစည်းကမ်းထိန်းသိမ်းရေးဖွဲ့တို့ကနေလိုအပ်သလိုစုံစမ်းစစ်ဆေးမှုတွေလှုံ့ဆော်မှာဖြစ်ပြီးတွေးရှိချက်တွေပေါ်မူတည်ကလိုအပ်တဲ့အရေးယူမှုတွေကိုဆက်လက်ဆောင်ရွက်မှာဖြစ်တာကြောင့်သတင်းဖို့တိုင်ကြားတဲ့ပြည်သူတွေအနေနဲ့စုံစမ်းစစ်ဆေးရမှာလိုအပ်တဲ့သတင်းတွေအထောက်အထားအချက်အလက်တွေကိုတက်နိုင်သမျှကူညီပေးကြဖို့နဲ့လိုအပ်လာရင် ပူပေါင်းပါဝင်ပေးကြဖို့လည်း MDY PDF ကမြစ်တာရက်ခံထားပါတယ်။မန္တလေးဒေသထဲမှာစိုးမိုးထိန်ချုပ်နေမြေတချို့ကိုစုခံရယူနိုင်ခဲ့ပြီးမြေကျေနပ်တင်တန်းရမယ့်အခြေအနေမဟုတ်ပဲဖြီသူຫນွေဦးတော်လန်ရဲ့အန်တီမပန်းတိုင်ဖြစ်တဲ့ပုံရံသူအာနာရှင်စနစ်အပီးတိုင်ချုပ်ငင်းရေးပုံပန်းတိုင်ဖြစ်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးထိမစုံမနစ်ဆက်လက်ချီတက်ကြဖို့ဖြစ်တယ်လို့ MDY PDF ကအသိပေးဖော်ပြထားကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင် တိုက်ပွဲတွင်ပြင်းထန်နေတဲ့ကြာဖြူကိုတရုတ်ကြီးစားစစ်သားတွေရောက်ရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်စီမံကိန်းများရှင်ရာကြာဖြူမျိုးနဲ့မှာတိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီးရင်နောက်တရုတ်ကြီးစားစစ်သားတွေကြာဖြူကိုရရှိလာတယ်လို့သိရပါတယ်။စစ်ရေးသတင်းတွေကိုလေ့လာသူဒေသခံတောင်းကသူတို့ကတရုတ်စစ်ဝန်ဆောင်နဲ့မဟုတ်ပဲမြန်မာစစ်တပ်ဝန်ဆောင်နေဝတ်ပြီးအသွင်ပြောင်းပြီးပို့ထားတာစစ်တပ်ဘက်ကဝန်ကူပြီးအေအေကိုတိုက်ဖို့လားတရုတ်စီမံကိန်းတွေအတွက်လုံခြုံရေးယူဖို့လာတာလားသိကြမပြောနိုင်သေးဘူး။ စနိုက်ပါသမားတွေလည်းပါရင်လူတရင်ထွက်နေတယ်လို့ပြောပါရင်သူတို့ကိုကြောက်ဖြူမျိုးနဲ့တစ်ပုတ်တောင်းချီဆိုင်တညောင်ရီရီတပ်ဌာနချုပ်နီးမှာအရခတ်တတော် A နဲ့စကောက်စီတို့တိုင်ပွဲအပြင်ထံဖြစ်ပွားလာပြီးရဲ့နောက်ဖေဖော်ဝါရီနောက်ဆုံးပတ်ကကြောက်ဖြူကိုလေချောင်းကတဆင်ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဖေဖော်ဝါရီ29ရက်နေ့ကရန်ကုန်လေးစိတ်ကနေတဆင်ကြောက်ဖြူကိုတရုတ်ကျင်းစာ25ရာကိုပို့ဆောင်ခဲ့တယ်လို့စကောက်စီနဲ့နှိစက်တဲ့အတိုင်းဝိုင်းကိုကိုကပြီးတရင်မှာဖော်ပြထားပါတယ်ဆက်လက်ပြီးစကောက်စီတပ်ဖွဲ့ဝင်18ဦးတင်ဆောင်ခဲ့ပြီးစကား20 ီကုံမီရှုံနိုင်ငံကလက်နက်နဲ့ခရင်အများပြားရရှိခဲ့တဲ့မုံရွာမန္တလေးလမ်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးသေဆုံးခဲ့တဲ့မုံရွာမန္တလေးလမ်းပိုင်းတိုက်ပွဲမှာစစ်တပ်ကခီးတယ်များနဲ့ခီးတယ်တင်ကားကိုတစားကန်လုပီးတိုက်ခိုက်ခဲ့မှုကြောင့်ကလေးငယ်တအုပ်ပါဝင်ခီးတယ်သုံးဦးသေဆုံးခဲ့ရကြောင်းချုံမိုင်မန်းရင်းမပင်မျိုးနဲ့မဟာမိတ်တပ်ပေါင်းစုမှတာဝန်ရှိသူတအုပ်ကပြောပါတယ်။မလလီယန်နေညနေ3:30မိနစ်ချိန်မုံရွာမြို့ရင်းမှာထွက်လာတဲ့တံပြားကကစစ်ကား20ကိုမုံရွာမန္တလေးလမ်းပိုင်းတနေရာမှာမဟာမိတ် ိတ်တော်လန်တပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီရဲ့တံပြားကကျမ်းမာကားကိုမိုင်းဆွဲတိုက်ခိုက်ရာအဆိုပါကားမှထွန်းရက်သွားပြီးကျန်းစစ်ကားတစ်စီးမှလည်းလက်နက်ခဲယံငယ်များနဲ့ပစ်ခတ်ခြင်းပြသစီခဲ့ကြောင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးရနောက်တိုက်ပွဲအတွင်းချောင်းမြို့နယ်စိုက်ကွင်းရုံးနဲ့မြပလိုင်းစစ်တပ်အထိုင်စခန်းက120မမလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ကြောင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှအင်ဂျင်တပ်လေဒီများနဲ့လေကြောင်းပစ်ကူပေးခဲ့ကြောင်းသိရပါတယ်တိုက်ပွဲအတွင်းဒုတိယဗိုလ်တော်ဦးပါဝင်း18ဦးတင်ဆောင်ပြီးတော်လိုင်းတပ်ပေါင်းစုဘက်မှလည်းရဲဘော် တောင်းတရားရရှိကြောင်းစစ်ကားနှစ်စီးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့ပြီး ME1 လေးလက် ME3 တလက် ME11 တလက် G3 တလက် G1 တလက်60မမစင်ပြောင်းတလက်40မမစုံလဲတလက်ကြီးပေါမျိုးစုံ22ပေါင်ရရှိခဲ့ကြောင်းသိရပါတယ်။အစိုးမတိုက်ပွဲအတွင်စစ်ကူစစ်သားများကခီးတဲ့တင်ကားများနဲ့လိုက်ပါပြီးခီးတဲ့များကိုတစားကန်ဖြင့်တိုက်ပွဲအတွင်အသုံးပြုခဲ့ကြောင်းတော်လိုင်းတပ်များကကဲထုတ်ခဲ့တဲ့ခီးတဲ့များနဲ့မှခီးတဲ့သုံးမှစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတိုက်ဆုံခဲ့ကြောင်းသိရပါတယ်။တိုက်ဆုံခဲ့ ွင်းတဲ့အရက်သားတွေကတက်ကတစားကန်လောက်တာပါစစ်သားတွေကခီးတဲ့တင်ကားတွေနဲ့လိုက်လာတယ်ကျွန်တော်တို့ကခီးတဲ့တင်ကားတွေပေါ်မှာတက်စစ်ပြီးပြည်သူတွေကိုတွေ့လို့ကဲထုံလာတာအဲ့ဒီချိန်မှာမြပလင်းအထိုင်းစကန်ကနေလက်နက်ကြီးတွေနဲ့ပြတ်တဲ့အဲ့ဒီမှာထိမှန်တိဆုံကုန်နေကျန်နေခီးတဲ့အရက်သားတချို့ကိုကားပေါ်ကနေတိုက်ပွဲအေရိယာပြင်ပတ်ကိုထုတ်ပြင်းခဲ့တယ်လို့ချုံမိုင်မိုင်ရှင်းမဲ့ပင်မျိုးနဲ့မဟာမိတ်တပ်ပေါင်းစုမှတာဝန်ရှိသူတအုပ်ကပြောပါတယ် စတန်ရဲ့ပြစ်ခတ်မှုကြောင့်တင်းဆောင်သူပြည်သူသုံးဦးမှာအသက်50ကျော်ရွယ်မျိုးသမီးတအုပ်နဲ့မုံရွာမျိုးမှာအသက်28နှစ်အရွယ်မေတရပီဦးနဲ့အသက်3နှစ်အရွယ်မက်ခီယန်ထတ်တို့ဖြစ်တယ်လို့သတင်းမှဖော်ပြထားပါတယ်ရှင်။